တင်းတို့ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေစားတဲ့အစာတွေကိုဘာနဲ့ပြုလုပ်ထားတယ်လဲတင်းသိပါသလားပထမဦးစွာဆက်ယုံတွေဟာကတ္ထုဆက်ကူအဟောင်းတွေကိုဈေးပေါပေါနဲ့ဝယ်ပါတယ်အဲ့ဒီနောက်တံမိုးကြီးခွေးစာချောင်းစာဖြစ်ပြောင်းလဲလိုက်ပါတယ်တတိမထားမီတဲ့ဝယ်ယူသူတွေကတော့အနက်အရသာကောင်းမွန်တဲ့အစာတွေကိုအလင်းအမြန်ပဲဝယ်ယူကြပါတယ်မနက်တိုင်းဒီဖုံးကွယ်ထားတဲ့ဆက်ယုံတွေကိုကတ္ထုဆက်ကူအဟောင်းတွေအစုလိုက်ပြုံလိုက်ရောက်ရှိလာပါတယ် ူတို့ရဲ့မျက်နှာပြင်တွေဟာအဝါရောင်မိုတွေနဲ့စိုထိုင်းနေပြီးတခါတရံပလတ်စတစ်ဆတွေလည်းပါနေတတ်ပါတယ်။တောင်လိုပုံနေတဲ့အမိုက်ပုံတွေကအမိုက်တွေဟာသူတို့အတွက်တော့ခွေးစာကြောင်စာပြုလုပ်တဲ့ယတနာတိုက်ဖြစ်နေပါတယ်။ပထမဦးစွာကတ်ထူစက်ကူတွေကိုဖြက်ဆက်ကြီးများနဲ့တင်းငယ်တဲ့အစာလေးတွေဖြစ်အစိတ်စိတ်အမော်မော်ဖြစ်ပါတယ်။ဒင်းတို့ကိုကန်ထဲမှာရေအများပြားထက်ကနယ်လိုက်တဲ့အခါစက်ကူပြုတ်ဖက်တွေဖြစ်ရရှိလာပါတယ်။အနံ့ကလည်းချင်းစုပ်စုပ်အနံ့နဲ့ပြုတ်အန်ဂျင်စရာကောင်းလာပါတယ်။ အသားလိုအရသာကောင်းမွန်အောင်ဓာတုအနက်အရသာအမဲသားလိုစက်သားကြိုက်နှစ်သက်ရထဲလို့ရပါတယ်အဲ့ဒီနောက်မွေးစက်ထဲကြက်ဥရောထဲကအသားနှစ်ပုံစံရတဲ့အထည်မွေပါတယ်ရင်းတို့ကိုအပူချိန်မြင့်မြင့်ပေးကအစိုးတက်ကို၆တွေ့စေပါတယ်အနှစ်များဟာနောက်ဆုံးမှာ၆တွေ့ကကျွတ်ရသွားပါတယ်လိုတဲ့ပုံစံဖြတ်တော့ကအစာ၆တုံးငယ်လေးများရရှိလာပါတယ်အစင်မြင့်ခွေးစာကြောင့်စာအစာ၆ဖြည့်ရရှိလာပါတယ်ကက်တူစက်ကူတွေရဲ့နောက်ဆုံးကုန်ချောဖြစ်ပြီးလှပတဲ့ရောင်စုံပလတ်စတစ်အိမ်နဲ့နာမည်ကြီးတစ်စိမ့်များကိုတူပါကထုတ်ပိုးလိုက်တဲ့အခါမှာတော့ယုံကြည်စိတ်ချရတဲ့တိရစ္ဆာန်အစာဖြစ်ထွက်ရှိလာပါတယ် ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဒီကက်ထူဆက်ကူတွေဟာအစာချေဖြတ်နိုင်စွမ်းမရှိတော့ပါဘူးအာဟာရတမရရှိပဲဝမ်းချုပ်စေနိုင်ပါတယ်အစာချေဖြတ်မှုကိုမှားယွင်းစေပြီးတဖြည်းဖြည်းအစာစိတ်တင်စေပါတယ်အဆိုးဆုံးကတော့တိရစ္ဆာန်လေးတွေဟာစကားမပြောနိုင်တဲ့အတွက်သူတို့နာကျင်မှုကိုပိုင်ရှင်တွေကမသိနိုင်ကြပါဘူးသူတို့နှစ်သက်တဲ့အစာစာဖြစ်ထင်မြင်ကြပါတယ်ကိုတီလေးတွေကိုတကယ်ချစ်တယ်ဆိုရင်တော့ပါဝင်ပစ္စည်းကိုတေချာဖက်ကအရင်မြစ်ကိုစစ်ဆေးဖို့လိုပါတယ်တင်ချစ်တဲ့တီလေးတွေကိုတသက်တာအနည်းငယ်မျိုးတော့မပေးပါနဲ့